နာဆီရ်ဘိုင်ကမိထားပါတယ်။မနှစ်ကရမဇန်မှာကျွန်တော်ဇကာထုတ်ရမယ့်ပမာဏကိုတွက်ကြည့်တော့18သိန်းရှိပါတယ်ဆရာ။ကျွန်တော်10သိန်းတော့ရမဇန်မှာပဲထုတ်လိုက်ပါတယ်။8သိန်းထုတ်ဖို့ကြံသေးတာပါဆရာ။ဘယ်အချိန်ထိအချိန်ရလဲတိချင်လို့ပါ။အချိန်တတ်မှတ်ထားတာမျိုးရှိပါသလားလဲ။ဘစ္စမိလ္လာဟိရရဟ်မန်ရဟီမ်လူတယောက်ကဇကာကိုထိုက်တယ်မထိုက်ဘူးဆိုတာကအစ္စလာမ်ကုနနဲ့တွေ့ရတယ်။ ဥမာဖြင့်ဒီနေ့ရမဇန်မှာဇကာတဝန်ထိုက်သွားရဆိုရင်လာမနေ့ရမဇန်မှာတနည်းပြင်းသူဇကာထောက်အောင်ဒီနေ့ဇူလ်ဟဇ်လာမှာဆိုရင်လာမနေ့ဇူလ်ဟဇ်လာဆိုလိုတဲ့သဘောကအာရဗီလာနဲ့တွားမှာဖြစ်တယ်အင်္ဂလိပ်လာနဲ့တွားမှာမဟုတ်အဲ့တော့ဆိုကြပါစို့ကျွန်တော်ကမနစ်ကဇူလ်ဟဇ်လာမှာဇကာတဝန်ထိုက်သွားတယ်အခုတနည်းပြည့်ပြီတနည်းပြည့်တဲ့အခါမှာနေစာပြောက်ပြီးတော့ထိုက်ပြီးတော့တနည်းပြည့်တော့ဥဒ္ဒဇကာထောက်တော့မယ်ဆိုရင်သူ့အနေနဲ့အလင်းအမြန်ထုတ်လိုက်ခြင်းအကောင်းဆုံးဖြစ် ဟလာအကြောင်းပြခြင်းတစုံတရာမရှိဘဲနဲ့ဒီစကားကိုမထုတ်ပဲအချိန်ဆွဲခြင်းနောက်ဆိုင်ခြင်းကဓမ္မကုရုဖြစ်တယ်။အကယ်လို့လူတစ်ယောက်ကအကြောင်းပြခြင်းရှိတယ်။ဥမာပြီသူရမယ်ပတ်ဆိုင်အချက်ချင်းလက်ထဲမရောက်လာတာဒါမှမဟုတ်တနေ့လုံးတစ်ချို့အခက်ခဲရှိလို့သူ့စီရတောင်းနေတဲ့လူတွေရှိတယ်။အရင်နှစ်ကပေးခဲ့တဲ့လူတွေရှိဒီနှစ်သူနဲ့ဆက်သွယ်မရဘူးမပေးဖြစ်ဘူး။ဒါမှမဟုတ်တချို့တနေ့လုံးပတ်ဆိုင်တောင်းနေတဲ့သူတို့တဲ့စကားငွေကိုဖယ်ထားရတယ်။အဲ့လိုမှမဖယ်ထားဘူးဆိုရင်ကိုယ်လည်း ရိုးရိုးပစံနဲ့မကူညီမကူညီနိုင်မှုသူတို့အတွက်လည်းတခြားလမ်းစာမရှိဘူးအဲ့လိုအကြောင်းပြချက်တစုံတရာရှိမယ်ဆိုရင်နော်မိမိအနေနဲ့ဇကာငွေကိုပေးတဲ့လောက်ပေးပြီးတော့ဂျန်တဲ့ပစံကိုဖယ်ထားမယ်ဖယ်ထားပြီးတော့မှသူအေးအေးစိတ်လိုအပ်ရင်လိုအပ်သလိုဒီမှာတောင်းတဲ့လူကိုပေးမယ်တောင်းလာမယ်ဒီပုံစံလည်းရတယ်နောက်ဆုံးဒီဟာကနောက်နှစ်ကူးသွားရင်လည်းပဲပြဿနာမရှိဘူးအကြောင်းပြချက်ရှိတယ်ဆိုရင်လာမယ့်နှစ်ကြမှာမနှစ်ကဂျန်တဲ့ဟာနဲ့ဒါနဲ့ပေါင်းထုတ်ရင်လည်းရတယ်ဒါပေမဲ့တတိထားမှာက အကြောင်းပြချက်မရှိဘဲနဲ့ဒီလိုမျိုးအချိန်ဆွဲခြင်းဇကာတ်ငွေကိုနောက်ဆိုင်ခြင်းဟာဒါဂုဏဒါမကရူဖြစ်တယ်။ဒါကိုတတိထားရမယ်။အဲ့တော့ဖတ်တဝဟင်ဒီယာမှာရေးထားတယ်။ဝတဂျီဘူအလလ်ဖောရီအင်ဒါတမမ်လ်ဟောလီ။နေပြည့်ပြီဆိုတာနဲ့ဇကာတ်ကချက်ချင်းဆိုသလိုဝါဂျစ်ဖြစ်သွားတယ်။ဟတ္တာယအစမဘီတာအခီရီဟီမင်ဂိုင်ရီဥဇရ်နော်။အကြောင်းပြချက်မရှိဘဲနဲ့နောက်ဆိုင်မယ်ဆိုရင်နော်သူ့အနေနဲ့ဂုဏဖြစ်မယ်ဆိုတာကိုဒါကိုတတိထား